ငလင်းကြောင်ပြိုခဲ့တဲ့အဆောက်အုံဖြတ်တွေကနေရလာတဲ့ပစ္စည်းတွေကိုဝယ်ယူဖို့လုပ်ခဲ့တဲ့အကိုတယောက်ရဲ့အကြောင်းမဲ့ဖွယ်ရာဖြစ်ရက်ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်အေဂရစ်တိုင်ယာရီကနေပြန်လဲကြိုးစိုးလိုက်ပါတယ်မန္တလေးငလင်းကြောင်အဆောက်အဦတွေများစွာပြိုကျပျက်စီးခဲ့ရတာနဲ့ပတ်သက်ပြီးတော့ ပြည်သူများအလုံးသိထားကြပြီးသားဖြစ်မှာပါတချို့သောအဆောက်အဦတွေဆိုရင်မြေကြီးအောင်ထဲကိုအထက်လိုက်ကိုကျဝင်သွားခဲ့ရပါ Sky Villa တို့လိုအဆောက်အဦတွေဆိုရင်တော့မြေကြီးအောင်ထဲကိုလေးတန်းလောက်ထိကျဝင်သွားခဲ့ရပါအဆိုပါရက်ကအင်အားကြီးငလေးနှစ်ခုဟာအချိန်တိတ်မချဘဲနဲ့ဇာတိုက်ဆိုတဲ့လိုလောက်ခတ်သွားပါတယ် Richter scale H လောက်အနည်းနည်းရှိတဲ့ ငလင်ကြီးလှုပ်ခတ်သွားခဲ့ပြီးတော့မကြခင်မှာမဂနီကျူ6ကျော်တဲ့နောက်ထပ်အင်အားကြီးငလင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီဒုတိယမြောက်ငလင်မှာအကုန်လုံးထိခိုက်ကုန်တာဖြစ်ပါတယ်။အခုလိုမျိုးအင်အားကြီးငလင်လှုပ်ခတ်တာနဲ့ပတ်သက်လို့လက်ရှိခေတ်ကလူတွေတော်တော်များများမကြုံဘူးကြပါဘူး။ဒါကြောင့်အတွေ့အကြုံမရှိလို့ဘာလို့လို့ဘာကြံရမလဲမသိကြပါဘူး။တချို့တွေဆိုရင်တော့ပထမငလင်မှာအပြင်ကိုပြေးထွက်လို့လွတ်လာကြပါတယ်။ ဒါပေမဲ့ကြံခဲ့တဲ့ပစ္စည်းတွေကိုပြန်ဝင်ယူရင်းတဲ့ဒုတိယငလင်ကြောင့်အဆောက်အဦပြိုကျတဲ့အထက်မှာပါသွားခဲ့ကြပါတယ်။ဒါကငလင်နဲ့ပတ်သက်လို့အတွေ့အကြုံသိပြီးတော့မရှိသေးတာကိုဖော်ပြနေရပါ။ Great Wall Hotel မှာဆိုရင်လာရောက်တဲကိုကြတဲ့သူတွေအများကြီးရှိနေပါတယ်။ငလင်ကြောင့်ပြိုကျသွားခဲ့ရတဲ့အဆောက်အဦအောက်ကိုပါသွားခဲ့ကြပြီးတော့ပြိမိသွားကြတဲ့သူတွေ၊ပြိမိသွားကြတဲ့သူတွေအများကြီးရှိတာပါ။ Hotel ဘက်ကကိုယ့်အစီအစဉ်လေးကိုပြန်ဖော်မယ်ဆိုတာကိုတောင်းခွင့်ပြုမပေးခဲ့ကြအောင်အချိန်နည်းမလို့အဖယ်နဲ့ကြံ့ကြပြီးတော့အသက်ပေါင်းများစွာမဆုံးရှုံးသင့် င်ပဲဆုံးရှုံးခဲ့ရပါတယ်။ဆုံးရှုံးရတဲ့အသက်တွေနဲ့သူတို့ရှာဖွေထားသမျှတန်ဖိုးကြီးပစ္စည်းတွေလည်းပါသွားခဲ့ပါတယ်။အခုချိန်ထိလက်ကျန်ရသူမိသားစုတွေကဒါတွေကိုပြန်မရကြသေးပါဘူး။ Skyfield အမြင့်ကြီးထက်ကဒုက္ခတိုင်းမော်စိန်တိုင်းဆိုရင်လည်းတန်ဖိုးကြီးပစ္စည်းတွေဘာတစ်ခုမှမရရှိခဲ့သေးသလိုအဆိုပါ Skyfield နဲ့ Great Wall Hotel တို့မှာလာရောက်တဲကိုကြတဲ့သူတွေထဲမှာဆိုရင်စိန်ပွဲစားကြောက်ပွဲစားတွေလိုမျိုးအဖိုးတိုင်ရတနာတွေနဲ့အလုံးလုံးနေကြတဲ့သူတွေအများကြီးပါသွားခဲ့ပါတယ်။ဒါပေမဲ့အခုကငလင်းလှုပ်ပြီးရသ တလားပြည့်ပြီဆိုတော့ရှာဖွေကယ်ဆယ်ရေးတွေကိုရန်နာလိုက်ပြီဖြစ်ပြီးအပြက်စည်းပုံတွေရှင်းလင်းတော့အစာအုပ်တွေဖြိုချတာတွေကိုဆက်လုပ်နေကြပါတယ်။ဖြိုချလို့ရတဲ့အပြက်စည်းအပိုင်းအစာတွေကိုတာဝန်ရှိသူတွေကသတ်မှတ်ပေးထားတဲ့နေရာမှာကားတွေနဲ့သွားတုံကြပါတယ်။အဲ့ဒီနေရာမှာဖားကန်းကရေမစေးကြောက်ရှာကြတဲ့လိုမျိုးလာရောက်ဆွန့်ပစ်ကြတဲ့အပြက်စည်းပုံတွေတဲကနေတံပိုးကြီးတဲ့ပစ္စည်းတွေရွှေတုံငေးစားလေတွေပါလာမလားဆိုပြီးတော့အလူအရရှာဖွေကြပါတယ်။ဒီအတိုင်းပြစ်ထားလိုက်မဲ့အတူတူရှာဖွေလို့ရလာခဲ့ရင်တွေ့ရတဲ့သူအတွက် အကျိုးရှိတယ်ဆိုပေမဲ့ဒီပစ္စည်းတွေကကာယကံရှင်တွေသိဆုံးသွားချိန်မှာစိတ်ဆွဲသွားခဲ့ကြတဲ့ပစ္စည်းတွေဖြစ်တယ်ဆိုတာကိုတော့သဘောပေါက်ဖို့လိုပါတယ်။တချို့တွေဆိုရင်သူတို့ကသူတို့တင်လို့တည်သွားမှန်းတောင်မတိကြပါဘူး။သူတို့ရှာဖွေကထားသည့်ပစ္စည်းတွေကိုစိတ်ဆွဲရင်းနဲ့အစောပါပစ္စည်းတွေရဲ့အနည်းမှာမကျွတ်မလွတ်တဲ့ဘဝနဲ့ရှိနေပါတယ်။မိတ်ဆွေအကိုတယောက်ရဲ့ပြောပြချက်အရဆိုရင်ဒါမျိုးတွေတကယ်ရှိနေလို့သိရတာပါ။သူကစိန်ပွဲစားကြောက်ပွဲစားတယောက်ပါ။လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကကြောက်လေးတွေကိုပြချင်လို့လာကြည့်ပေးပါဆိုပြီးတော့သူ့စီကိုဖုန်းစ ဆက်ခေါ်ယူမှုတစ်ခုလက်ခံရရှိခဲ့ပါတယ်။ညနေပိုင်းကျတော့ဖုန်းထက်ဆက်တာကြောင့်သူလည်းအဆိုပါနေရာကိုသွားရောက်ခဲ့ပါတယ်။ပစ္စည်းတွေကိုပြလို့ကြည့်လိုက်တဲ့အခါမှာပစ္စည်းတွေကအပြည့်စုံမဟုတ်တော့ဘဲဟိုတစားဒီတစားဖြစ်နေရပါ။ပစ္စည်းတွေရဲ့အည်သွေးကတော့ကောင်းပါတယ်။ပစ္စည်းရောက်တဲ့ကောင်လေးကတော့ဒါကသူ့တငယ်ချင်းရဲ့ပစ္စည်းပါ။တင့်တော်သလောက်နဲ့ပဲဈေးဖြတ်ပြီးတော့ယူပေးပါလို့သူ့ကိုအကူအညီတောင်းထားကြောင်းပြောပါတယ်။ အဲ့ဒီကောင်လေးကိုကြည့်လိုက်တော့လေမျက်လုံးကကြီးကန်းတောင်မောက်ဖြစ်နေရပါအဲ့ဒီအချိန်မှာပြစ္စည်းသွားကြည့်တဲ့အကိုရဲ့နှာခေါင်းထဲကိုသွေးညင်နှံကြီးကအခက်ဆူးဆူးဝင်ရောက်လာခဲ့ပါတယ်ခဏနေတော့ကြက်သီးတွေတဖြန်းဖြန်းထလာပါတယ်သူလည်းနေလို့ထိုင်လို့မကောင်းတော့အောင်အကိုနဲ့တိတ်မကိုက်ဘူးညီလေးရောင်နောက်ရရင်ပြပါအောင်ဆိုပြီးတော့ပြစ္စည်းတွေကိုပြန်ပေးပြီးတော့ဆိုင်ကယ်ပြန်မောင်းထွက်လာခဲ့ပါတယ်ညကအမောင်နေပါပြီလမ်းတရောက်တော့ခွေးတွေကသူ့ရဲ့ဆိုင်ကယ်ကိုကြည့်ပြီးတော့ဆူဆူဝါးဝါးထိုးအောင်ကြပါတယ်အဲ့ဒီတော့မှဒီပြစ္စည်းတွေကအဆောက်အဦးပြက်တွေစီကနေရထားတဲ့ ပစ္စည်းတွေဖြစ်မယ်ဆိုတော့တေးကြတဲ့အကြောင်းသူလဲကောက်ချက်ချလိုက်ပါတယ်။ဒါကြောင့်ပစ္စည်းတွေကိုဈေးပေါ်ပေါ်နဲ့ရရဲဆိုရင်တောင်းတေးချစဉ်းစားပြီးမှဝယ်ယူဖို့အတွက်ဒီအကူကအကြံပေးလာပါတယ်။တကယ်လို့ဝယ်ယူပြီးခဲ့မယ်ဆိုရင်တောင်းမှဒါကစဉ်းစားသင့်နေရဲ့ယတနာလို့စိုးကျိုးတွေပဲဖြစ်စေနိုင်တာကြောင့်ကာယကံရှင်တွေကိုဖိတ်ခေါ်ပြီးတော့အလူတန်းလေးတွေလှုပ်ပြီးအမျှတွေဝေပေးရင်းနဲ့ညှိနှိုင်းကြဖို့အတွက်လိုအပ်တာဖြစ်ပါတယ်။ဒီနေ့ပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါဦးနော်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူး demolishing